ားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ရုရှားယူကရိန်းစစ်ပွဲရပ်တန့်မှုအတွက်အမေရိကန်နိုင်ငံရဲ့ဂျာဝင်စစ်စမှုဟာအယားထင်မှုတွေနေပါရင်လက်လွတ်လိုက်တော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောကြားလာတဲ့သတင်းမှာရုရှားယူကရိန်းစစ်ပွဲရပ်တန့်ရေးအတွက်အမေရိကန်နိုင်ငံကဂျာဝင်စစ်စဲညှိနှိုင်းပေးနေမှုဟာအယားမထင်ပဲတိုးတက်မှုမရှိလာရင်လက်လွတ်လိုက်တော့မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားလိုက်ပါတယ် AB session ရဲ့နေ့ကအင်ပီရောကဘဲဥပုံရုံးခန်းထဲမှာသတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန်မှာဒေါ်နယ်ထရန့်ကပြောကြားလိုက်တာပါ American ရဲ့ဂျာဝင်စစ်စစ်ပေးမှုဟာအယမချင်းပဲစစ်ဖြစ်နေတဲ့နိုင်ငံတစ်ခုကညီနိုင်မှုတွေကိုလက်မခံဘဲဆက်လုပ်နေရင် American မပါဝင်တော့ဘူးလို့သူက ဆိုပါတယ်။ဒါအပြင်နှစ်နိုင်ငံအပြည့်အခက်ရစေးရေးကိုလည်းအမြင့်ဆုံးအကောင့်ထဲပေါ်စေချင်တယ်လို့လည်း Trump ကပြောပါတယ်။ ယူကရိန်းနိုင်ငံခါကင်းနဲ့ဆူမီမျိုးတွေကို AB 16ရက်နေ့မှာရုရှားက drone နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမှသမရဒေါ်နယ်ထရန့်ရဲ့ယူကရိန်းရုရှားစစ်ပွဲအပေါ်ချင်းကပ်ပုံပြောင်းလဲလာတာပဲ ဖြစ်ပါတယ်။ရုရှားနိုင်ငံကယူကရိန်းနိုင်ငံကိုကျူးကျော်စစ်စတင်စံရွက်ချိန်မှာယူကရိန်းနိုင်ငံဘက်ကနေရက်တီလာခဲ့တဲ့ American ဟာသမရဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်းမှာစစ်ပွဲအမြန်ရပ်ဖို့အတွက်ဖိအားတွေပေးလာခဲ့ပြီးတဲ့နောက်မှာအခုလိုချင်းကပ်ပုံ ပြောင်းလဲလာတာပဲ ဖြစ်ပါတယ်ရှင်။ကျမနန်ွယ်ပါ။